ုံးမိတ်လျှောက်ကြလေးပါရှင်ဗျာအဲတပည့်တော်တို့ငငယ်တော့ဟာပေါ့ဗျာဟိုသူများတက်တက်ဖူးတယ်ပေါ့ဗျာအဲ့လားဒီဟိုခုတီးတဲ့အခါကျတော့ဒီပါဏာတိပါဒကံတွေကိုပြပြောက်စီမဲ့ကုသိုလ်မျိုးတို့ဘာလို့ရှိနိုင်မှန်းသလားဗျာတပည့်တော်သိကြပါဗျာအာရှိနိုင်တာပေါ့နော်ဒါလည်းတရားတပုတ်တော့ဟောအောင်ပါပေါ့နော်ဘုရားရှင်ဟောတာရှိတယ်သုတ်တန်တစ်ခုထဲမှာလေဘာသုတ်တန်အဲ့ဒီမှာဘုရားဟောတာကဘာလဲဆိုတော့ ဘယူဝါဒနှစ်ခုကိုဘုရားတင်ပြထားတယ်။တချို့ကဘယ်လိုယူဆလဲဆိုတော့ကိုလှုပ်ထားတဲ့ကံဒီပေါ့နော် အကုသိုလ်ကံဒီမတိလို့လုပ်ခဲ့တာဖြစ်ဖြစ်သူလို့လုပ်ခဲ့တာဖြစ်ဖြစ်ဒီအကုသိုလ်တွေရဲ့အကျိုးတရားကိုတေချာပေါက်ခံစားရမယ်လို့ဆိုတဲ့အယူဝါဒတစ်ခုရှိတယ်။ဘလို့မှမလွတ်နိုင်ဘူးပေါ့နော်ဒီအကုသိုလ်ကံရဲ့အကျိုးပေးကိုခံဝခံရမှာလုံးဝမလွတ်ဘူးဆိုတဲ့ဝါဒတစ်ခုနောက်ဝါဒတစ်ခုကမဟုတ်ဘူးအကျိုးပေးခွင့်ကြုံမှပေးတာ။ အကျိုးပေးခွင့်မကြော်ရင်မပေးဘူးဆိုတဲ့ဝါဒကတခုနှစ်ဝါဒရှိတယ်အဲ့တော့မြတ်စွာဘုရားကပြောပြတယ်မဟုတ်ဘူးနော်ပထမဝါဒကိုဘုရားလက်မခံအောင်ညှင်းလိုက်တယ်ဒီကိုလောက်ခဲတဲ့အာဟုတုကံတွေကတေချာပေါက်အကျိုးပေးမယ်တေချာပေါက်ခံစားရမယ်ဆိုလို့ရှိရင်တဲ့လောကမှာမဖို့နေမဖို့ဆိုတာအလကားပြောသွားမှာပေါ့တရားအထုတ်ခွင့်တော့ရှိမှာမဟုတ်ဘူးလေကိုလောက်ခဲတဲ့အာဟုတုတွေကတေချာပေါက်ခံရမယ်ဆိုရင်တရားထုတ်လို့ဘာမှမထူးတော့ဘူးဟုတ်တယ်မလားတရားထုတ်လို့ဘာမှမထူးတော့ဘူးဥပမာအရှင်အင်္ဂလိပ်မှာလာလူတက်တယ် ူတက်တဲ့ဒဏ်ကို तू ခံရမယ်ဆိုရင် तू ငရဲကြမှာ तू ရမ်းတာမဖြစ်နိုင်တော့ဘူးဟုတ်တယ်မဟုတ်လားအဲ့တော့မဆွာဘုရားကအာကုသူမှန်တမားကတေချာပေါ့အကျိုးပေးမယ်လို့မပြောနိုင်ဘူးတဲ့အကျိုးပေးခွင့်ကြုံမှပေးမှာတဲ့ဟုတ်ပြီနော်အာကုသူမှန်တမားအကျိုးမပေးနိုင်တော့ပေးခွင့်ကြုံမှပေးမှာဟုတ်တော့ဘလို့ပုံကူမျိုးတွေပေးခွင့်ကြုံတယ်လို့မေးရင်တီလာမရှိတဲ့ပုံကူတွေအကျိုးပေးခွင့်ကြုံတယ်အာကုသူနော်တီလာမရှိရင်အကျိုးပေးနိုင်တယ်တခြားတခြားကြီးမားတဲ့ကုသူတွေမလုပ်ထားဘူးနောက်ဘာဝနာမရှိဘူးဆိုရင်အကျိုးပေးနိုင်တယ်တဲ့အဲ့တော့ တီလာထိန်းတယ်ကုသိုလ်တခြားတခြားကုသိုလ်တွေလည်းကိုအများကြီးလှုပ်ထားတယ်ခုနကတက္ကသိုလ်မေးတယ်နော်ကုသိုလ်တွေလှုပ်လို့ရကုသိုလ်တွေလှုပ်ထားတယ်နောက်တရားတွေလည်းထိုင်းလိုက်အောင်အထုတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်တွေကအကျိုးပေးခွင့်မရတော့ဘူးဥပမာအရှင်ကိုလေးပါလားကြည့်လူပေါင်းများများဆိုတာ तू တက်လိုက်တယ်အ तू အဲ့ဒီအကုသိုလ်တွေအကျိုးပေးမယ်ဆိုရင် तू ဒီဘဝမှာရဟန္တာဖြစ်စရာအကြောင်းမရှိဘူးတခြားဘဝ तू ငရဲကြမှာဒီအကုသိုလ်အကျိုးပေးရမယ်ဆိုရင်ဒါပေမဲ့ तू မှာကုသိုလ်ကံတွေရှိတဲ့ကြောင့် तू တရားအထုတ်လိုက်တော့ရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်သွားတော့ဟိုကံတွေကအကျိုးပေးခွင့်မရတော့ဘူး ုတ်လားအဲ့ကြောင့်မြတ်စွာဘုရားပြောတာမှန်တယ်အကျိုးပေးခွင့်ကြုံမှာပေးတယ်အကျိုးပေးခွင့်မကြုံရင်မပေးဘူးအဲ့တော့ဦးဇင်းတို့အဲ့ကြောင့်မတိလို့လုပ်ခဲ့တဲ့အကုသိုလ်တွေကိုအကျိုးပေးခွင့်မရအောင်ဦးဇင်းတို့ကတိတဲ့အချိန်မှာကုသိုလ်တွေနဲ့ပြန်ပိတ်ရမယ်ဘုရားမနီးနဲ့ပေးထားရင်တော့တချို့ကဘုရားမှနီးလည်းမရှိဘူးထင်နေတာဟိုခရိယံကပဲတချို့ကကောင်းလို့ထင်တာတချို့ဆိုရင်ဟာဘုဒ္ဓဘာသာကဘာမှတာဝန်မယူဘူးခရိယံဆိုလို့ရှိရင်သူဘုရားသခင်ကအကုန်တာဝန်ယူပေးတယ်ခရိယံကပိုကောင်းတယ်လို့တချို့ကထင်တာလေမဟုတ်ဘူးဗုဒ္ဓကနီးလည်းပေးထားပြီးသားဖြစ်ပါတယ်ဗုဒ္ဓကဒီလို ဘိုင်လေးနဲ့ငါတာဝန်ယူပါတယ်လို့မပြောတာပဲရှိတာနီလန်ပေးထားတယ်အကုသိုလ်တွေကိုဘယ်လိုလုပ်မလဲဆိုရင်ကုသိုလ်တရားနဲ့ပြန်ဖြေဖြောင်းမယ်ပေါ့နော်အဲ့တော့သီလတွေထိမ့်မယ်ကုသိုလ်တွေညံ့ညံ့လုပ်မယ်တရားတွေအထုတ်မယ်ဆိုရင်ကိုမတိလို့ဖြစ်စေတိလို့ဖြစ်စေလုပ်ခဲ့တဲ့အကုသိုလ်တွေကိုလက်အကျိုးပေးခွင့်မရတော့ဘူးပေါ့နော်